သောသမီးတို့အားလုံးပဲမင်္ဂလာပါဒီချက်ကတော့တတိယရန်သိပ္ပံကိုတင် जा ပေးသွားမယ်ဒီချက်ဆန္ဒပဲဖြစ်ပါတယ်ဒီချက်ကဒီနေ့မှာသောသမီးတို့ကိုအခန်း6ရေရင်မြုပ်နိုင်ပေါ်နိုင်သောအရာများဆိုတဲ့ခေါင်းစဉ်အောက်ကအလေးချိန်ဒုတယ်ဆိုတဲ့ခေါင်းစဉ်လေးကိုဆက်ပြီးတော့တင် जा ပေးသွားမှာဖြစ်ပါတယ် ဒီသင်ခန်းစာလေးကိုတင်ကြရတဲ့ရည်ရချက်ကကြတော့ဒီချေတို့အရာဝတ္ထုများရေရင်းမြုပ်ချင်းပေါ်ချင်းကိုအလေးချိန်ဒုတယ်လို့ပြင်ဆက်ဆက်ဖော်ထုတ်တတ်ရန်အတွက်ဖြစ်ပါတယ်။ဒါဆိုရင်ပစ္စည်းတွေကတဲ့ဘာကြောင့်ရေပေါ်မှာပေါ်နိုင်တာလဲတဲ့နည်းနည်းလေးစဉ်းစားကြည့်ပါဦး။ဒါဆိုရင်ဒီချေတို့သင်ခန်းစာလေးကိုဆက်သွားပါမယ်နော်။ပထမအဦးဆုံးဒီထဲကလုပ်ငန်း1ရဲ့မိကုံးလေးကိုအရင်ဦးဆုံးဖတ်ပြပါမယ်။လုပ်ငန်း1ရှင်လုံးဒုမဟုတ်ဂျုံလုံးနှလုံးကို ပြင်ဆင်ပါ။ ၎င်းတို့ကိုချိန်ခွင်ခွက်ပေါ်တွင်တင်ပြီးချိန်ခွင်ရှာညီအောင်ညှိပါ ထို့နောက်ချိန်ခွင်ခွက်ပေါ်မှရှင်လုံးတစ်လုံးကိုဖယ်ပြီးပုံစံအမျိုးမျိုးပြောင်းပါမူလပုံစံနဲ့မတူသောထိုရှင်လုံးကိုချိန်ခွင်ခွက်ပေါ်တွင်တင်ပြီးချိန်ခွင်ရှာညီမညီလေ့လာပါ ဒါဆိုရင်ဒီလုပ်ငန်းလေးလုပ်တဲ့အချိန်မှာတာဝန်သမီးတို့လိုအပ်မဲ့ပစ္စည်းလေးတွေကတော့အလေးချိန်တူတဲ့ဂျုံလုံးနှလုံးရဲ့ချိန်ခွင်တစ်ခုလိုပါမယ်။ဒါဆိုရင်အရင်ဆုံးတစ်ချက်ကလိုအပ်တဲ့ပစ္စည်းလည်းရှိနေပြီဆိုတော့လေးချိန်တူလားမတူလားဆိုတာအရင်ဆုံးတာဝန်သမီးတို့ကိုလက်တွေ့ချိန်ပြမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ချိန်ခွင်ရှာလေးကညင်နေပါတယ် ါဆိုရင်ဒီချဲကိုဒီတဲကဂျုံလုံးတစ်လုံးကိုဖယ်ပြီးတော့ပုံစံပြောင်းလိုက်ပါမယ်ပုံစံပြောင်းပြီးတော့မှဒီချဲတို့ကခုနလိုပဲလေးချိန်ကတူလားမတူလားဆိုတော့ပြန်ပြီးတော့ချိန်ကြည့်ကြပါမယ်ဒါဆိုရင်ချိန်ခွင်ရှာကညီပါတယ်ဒါဆိုလို့ရှိရင်ဒီစမ်းသက်ချက်လေးမှာ ဒီစမ်းသက်ချက်လေးမှာဒီချေရိုးကအလေးချိန်တူတဲ့ပစ္စည်းကိုပုံတံတန်ဘလို့ပုံစံပဲပြောင်းပြောင်းအလေးချိန်ကတူပါတယ်။ဒါဆိုရင်ဒီချေရိုးနောက်ထပ်လုပ်ငန်းလေးတွေမှာပြန်တွေ့ကြပါမယ်နော်။ဒါဆိုရင်တချေတို့လုပ်ငန်းနှစ်ကိုဆက်ပြီးတော့လက်တွေ့ပြုလုပ်ကြပါမယ်။လုပ်ငန်းနှစ်ကိုမလုပ်ခင်မှာအရင်ဆုံးတချေကလုပ်ငန်းနှစ်ရဲ့မိကွန်းလေးကိုဖတ်ပြပါမယ်။လုပ်ငန်းနှစ် အမျိုးအစားပုံတံတန်းနှင့်ဒုတဲ့ဒူညီသောပလတ်စတစ်ပလင်း၃လုံးကိုယူပါ ပထမပလင်းနှင့်ဒုတိယပလင်းတဲသို့သဲနှင်းစီကိုအပြည့်ဖြည့်ပါတတိယပလင်းတဲသို့ဘာမှမထည့်ပါနှင့် ရင်းပလင်းများကို အဖုံးပိတ်၍ပလင်းတစ်ခုစီကိုချိန်ခွင်ဖြင့်အလေးချိန်ချိန်၍မှတ်သားထားပါပလတ်စတစ်ပလင်းများရေထဲတွင် ပေါ်သည့်မြုပ်တီကို လေ့လာ၍မှတ်သားပါ ဒါဆိုရင်ဒီလုပ်ငန်းလေးမှာတချို့လိုလိုအပ်မဲ့ပစ္စည်းတွေကတော့ချင်းခွင်ရယ်ရေထည့်ထားတဲ့ဇလုံးရယ်တဲအပြည့်ဖြစ်ထားတဲ့ပလင်းရယ်စီပြည့်ဖြစ်ထားတဲ့ပလင်းရယ်ဘာမှမထည့်ထားတဲ့ပလင်းရယ်လို့ပါမယ်ဒါဆိုရင်ရုံးဆုံးတီချေကအမျိုးအစားပုံသဏ္ဍာန်နဲ့ဒုတဲ့ဒူညီတဲ့ပထမဦးဆုံးတဲအပြည့်ဖြစ်ထားတဲ့ပလင်းကိုအလေးချိန်ချင်းကြည့်ပါမယ် ကဲတဲပြည့်ဖြစ်ထားတဲ့ပလင်းအားဆိုလို့ရှိရင်သူ့ရဲ့အလေးချိန်က980 g ရှိပါတယ်ဒီချေရိုစီအပြည့်ဖြစ်ထားတဲ့ပလင်းရဲ့အလေးချိန်ကတော့360 g ရှိပါတယ်။ တချို့တော့ဘာမှမထည့်ထားတဲ့ပလင်းအလွတ်ရဲ့အလေးချိန်ကတော့ 0.5g ရှိပါတယ်။ဒါဆိုရင်တချို့ကအခုပထမအဦးဆုံးတဲပြည့်ဖြည့်ထားတဲ့ပလင်းကိုရေထဲကိုထည့်ကြည့်ပါမယ်။ရေပေါ်မှာပေါမလားမြုပ်မလားဆိုတာကိုစမ်းကြည့်ပါမယ်။ကဲဒါဆိုရင်တချို့ကတဲပြည့်ဖြည့်ထားတဲ့ပလင်းကိုအရင်အဦးဆုံးရေစလုံးထဲကိုထည့်ကြည့်ပါမယ်။ တဲအပြည့်ဖြစ်ထားတဲ့ပလင်းကိုရေထဲထဲတဲ့ခါမှာသူကပါလဲဆိုရေထဲကိုမြုပ်သွားပါတယ်။ဒါဆိုရင်တဲအပြည့်ဖြစ်ထားတဲ့ပလင်းကရေထဲမှာမြုပ်သွားပါတယ်။ကျေရုစီအပြည့်ဖြစ်ထားတဲ့ပလင်းကိုရေထဲကိုထည့်ကြည့်ပါမယ်။စီပြည့်ဖြစ်ထားတဲ့ပလင်းကရေပေါ်မှာပေါ်ပါတယ်။ ချက်လို့ဘာမှမထည့်ထားတဲ့ပလင်းအလုတ်ကိုရေထဲကိုထည့်ကြည့်ပါမယ်။ပလင်းအလုတ်ကလည်းရေပေါ်မှာ ပေါ်ပါတယ်။ဒါဆိုရင်ဒီချက်လို့အခုလက်တွေ့စမ်းသပ်ချက်လေးမှာဆိုရင်ဒူးတဲ့တူညီတဲ့ပလင်းထဲမှာထည့်တဲ့ပစ္စည်းရဲ့အမျိုးအစားနဲ့သူ့ရဲ့အလေးချိန်ပေါ်မူတည်ပြီးတော့မှဒီချက်လို့ကရေပေါ်မှာပေါ်တယ်မြုပ်တယ်ဆိုတာကိုသိရှိသွားတာပဲဖြစ်ပါတယ်။ ဒါဆိုရင်ဒီချေနဲ့နောက်ထပ်လုပ်ငန်းမှာပြန်တွေ့ကြပါမယ်။အရင်ဆုံးဒီချေကဒီနေ့လုပ်ငန်း၃လေးကိုလက်တွေ့ပြုလုပ်မှာဖြစ်ပါတယ်။လုပ်ငန်း၃ရဲ့လက်တွေ့ကိုမပြုလုပ်သေးခင်မှာဒီချေကလုပ်ငန်း၃ရဲ့မိခွန်းလေးကိုဖတ်ပြပါမယ်နော်။ရှင်လုံးသို့မဟုတ်ဂျုံလုံးတစ်လုံးကိုယူပြီးအလေးချိန်ကိုမှတ်သားထားပါ။ပြီးနောက်ရေရင်ပေါ်သောပုံသဏ္ဍာန်ပြောင်းလိုက်ပြီးအလေးချိန်ကိုထပ်မံချိန်တွေကြည့်ပါ။ အလေးချိန်တူမတူလေ့လာပါရှင်လုံးသို့မဟုတ်ဂျုံလုံးရေထဲထည့်ကြည့်ပြီးရေပေါ်တွင်ပေါ်အောင်ပြုလုပ်ကြည့်ပါရှင်လုံးသို့မဟုတ်ဂျုံလုံးရေပေါ်တွင်ပေါ်နိုင်သည့်နီလန်ကိုတငယ်ချင်းများနှင့်ဝေမျှပါ ဒီလေ့ကျင့်ခန်းမှာဆိုရင်ဒီချဲတို့လိုအပ်တဲ့ပစ္စည်းတွေကတော့ရှင်လုံးသို့မဟုတ်ဂျုံလုံးတစ်ခုရေထည့်ထားသောဇလုံးတစ်ခုချိန်ခွင်တစ်ခုလိုပါမယ်။ဒါဆိုရင်ရုံးဆုံးဒီချဲကဂျုံလုံးနဲ့ပြုလုပ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဂျုံလုံးကိုအရင်ဆုံးချိန်ခွင်ပေါ်မှာချိန်ကြည့်ပါမယ်။ဒီဂျုံလုံးရဲ့အလေးချိန်က30 gram ရှိပါတယ်။ဒီ30 gram ရှိတဲ့ဂျုံလုံးကိုဒီချဲကရေထဲမှာမြုပ်လားပေါ်လားဆိုတာကိုစမ်းပြီးတော့ထည့်ကြည့်ပါမယ်။ ဂျုံလုံးလေးကရေထဲမှာမြုပ်သွားပါတယ်နော်ဒါဆိုရင်ဒီချဲကဒီဂျုံလုံးလေးကိုပဲပုံတရံပြောင်းပြီးတော့နောက်ထပ်ရေထဲမှာပြန်ပြီးတော့ထည့်ကြည့်ပါမယ်ကဲတောက်သမီးတို့ရေဒီချဲကအခုဂျုံလုံးလေးကိုလှေပုံတရံပြောင်းလိုက်ပါပြီနော်ဒါဆိုရင်တကယ်ခုနက30 gram တကယ်ရောရှိသေးရဲ့လားဒီချက်ထပ်ပြီးတော့ချိန်ပြပါမယ်30 gram ရှိပါတယ်เนาะအဲဆိုရင်ဒီချက်ကဒီလှေပုံတရံဂျုံလုံးလေးကိုရေထဲမှာပေါ်လာမြုပ်လာဆိုတော့စမ်းကြည့်ပါမယ် ကဲအခုဆိုရင်တချေတို့ခလေးပုံတဲ့ဟန်ဂျုံလုံးလေးရာရေပေါ်မှာပေါ်ပါတယ်နော်ကဲတောက်သူတို့ဒီလက်တွေ့လေးကိုလှုပ်ချင်အဖြစ်ဂျုံလုံးအလေးချိန်နဲ့ခလေးပုံတဲ့ဟန်အလေးချိန်ကအတူတူပဲဖြစ်တော့လေတချေတို့ကဂျုံလုံးကိုပုံစံပြောင်းလဲတဲ့အခါမှာရေပေါ်မှာပေါ်ခြင်းဖြစ်ပါတယ်နော်ဒါဆိုရင်တချေတို့နောက်ထပ်လုပ်ငန်းလေးမှာပြန်တွေ့ကြပါမယ်နော်